ိုင်ရီနေနဲ့အင်ဒိုနီးရှားကိုပြောင်းသွားပြီးကြတဲ့သူ့ရဲ့နာမည်က one of the biggest name in MLB ပဲကျွန်တော်မျိုးပြောရမယ်ဆိုလို့ရှိရင်သူ့အနေနဲ့ဖိလစ်ပိုင်ကိုဘယ်တော့မှပြန်လာပြီးတော့ကစားဖို့မရှိဘူးဗျာ ချက်သုံးချက်နဲ့ပေါ်ပြပေးသွားမှာမယ်ပထမတစ်ချက်ပထမတစ်ချက်ဆိုလို့ရှိရင်ခိုင်မီးရဲ့လစာအနေထား MSC Champion ဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာခိုင်မီးရဲ့လစာအနေထားတော်တော်လေးကိုဟိရွှေ့တဲ့ပမာဏဆိုတာဘာသာလို့လဲခံမမိတယ်မလို့ထင်တယ် viewers တို့အနေနဲ့ခိုင်ရီရဲ့လစာအတိအကျကိုသိခဲ့တဲ့အတွက်ကြောင့်ထုတ်ပြောလို့လုပ်ခဲ့ပြီးမယ် look at the reaction wise.v ရဲ့ခေါင်းကိုစိတ်လိုက်တာတွေ့မလား and then they cut out live stream နဲ့အတူတို့ဖြတ်ထုတ်လိုက်တယ်အဲ့ဒီအပိုင်းကိုတော်တော်လေးကိုဟိရွှေ့မဲ့ပမာဏဆိုတာတော့ကျင်းတည်တယ်ဗျ ခိုင်ရီယာအင်ဒိုမှာဆိုလို့ရှိရင် Star Wine တယောက်လိုမျိုးအေးစစ်စစ်နေလို့ရတယ်။ရှေ့ကနေလမ်းပေါ်ပြသွားခဲ့တာတော့ဒလာပေါ့လေ။ဒီကောင်ကြီးလည်းအင်ဒိုမှာဘလောက်ထိ Star Wine တယောက်လိုမျိုးတောင်းကျပြသွားလဲဆိုတာဘရသာတို့အမြင်မဲမဟုတ်ဘူးလား။အဓိကတော့ဒီနှကောင်ရဲ့အတချက်ကရုပ်ချော်တယ်ရုပ်ချော်တဲ့အတွက်ကြောင့်အင်ဒိုရဲ့ media concession အပိုင်းနဲ့ media စားသုံးသူအပိုင်းဟာရုပ်ချော်တဲ့လူတွေဆိုလို့ရှိရင်ဦးစားပေးကြတယ်လေ တကယ်ဆိုလို့ရှိရင်ဒလာရဲ့အင်ဒိုမျိုးရောက်သွားပြီးအင်ဂိမ်းစကေးဟာလက်ပြစကေးလောက်ပဲရှိတော့တယ်။ဘာမီစကိုလာပြီးတော့ဆေးထိုးတာမျိုးတွေလည်းရှိတယ်။အဲ့လိုမျိုးဖြစ်နေတဲ့ကြားထဲမှာဒလာကဘာကြောင့်နာမည်ကြီးနေလဲဆိုတာကိုကြည့်မယ်ဆိုလို့ရှိရင်အင်ဒိုရဲ့မီဒီယာကွန်ဆက်ရှင်ကဘလောက်ကြီး huge ဖြစ်လဲပြီးတော့ရုပ်ချောတဲ့ဘာဝဘလောက်ကြီးကြမ်းတမ်းလဲဆိုတာဒါသားတို့သိလိမ့်မယ်လို့ထင်တယ်။အဲ့ဒီအတွက်ကြောင့်ခိုင်ရီယာဒီလိုမျိုးအားတကျတဲ့ရထားတဲ့အတွက်ကြောင့်လည်းအင်ဒိုမီရဲ့မီဒီယာကွန်ဆက်ရှင်ပိုင်းနဲ့ဆိုလို့ရှိရင်ဒီကောင်ဘလို့မှအင်ဒိုရီကလက်လွတ်နိုင်စွမ်းမရှိဘူး။အဲ့တော့မီဒီယာပါဝါနဲ့ပရိုဒက်ရှင်မိုက်မှာဆိုလို့ရှိရင်အင်ဒိုနီးရှားအများကြီးပုံတာတယ်။ ဲ့ဒီချက်ကြောင့်လည်းခန်ရီယာအင်ဒိုနီးရှားကိုလက်လွတ်ပြီးတော့ဖိလစ်ပင်းကိုဘယ်တော့မှပြန်လာမှာမဟုတ်ဘူး။အဲ့တော့တတိယချက်ကိုတော့နောက်တဲ့ပီရီမှာဆက်လက်ရှင်းပြပေးသွားမယ်။တတိယအချက်ကတော့ဘရာဇာတို့ဘယ်လိုထင်လဲ။ပြီးတော့ဒါတွေကကျွန်တော်အမြင်ဖြစ်တဲ့အတွက်ကြောင့်သဘောထားကွဲလွဲမှုတွေလည်းရှိလာနိုင်တယ်။အဲ့ဒီအတွက်ကြောင့်ဘရာဇာတို့ရဲ့ကွဲလွဲတဲ့သဘောထားတွေကိုလည်း comment ထဲမှာဝင်ရောက်ရှင်းသွားပေးလို့ရပါတယ်။အားလုံးကြည့်ကြည့်ပါလေကျွန်တော်နေမယ်တော့ရှင်းရန်ဖြစ်ပါတယ်။ ပြောတခုပြောမယ်အကောင့်လင်ခံရတာတွေလည်းများနေပြီမကောက်ကောင်းတွေဝေါ်ကလတာအကောင့်တွေကိုယုံကြည်စိတ်ချစွာနဲ့အာစီတရားခံတို့စိတ်ရဲ့နေရာတွေစီမှာဝယ်ခြင်းနဲ့ဆိုတဲ့ညီကိုတွေအတွက်ကျွန်တော်ရဲ့ Telegram Channel မှာအကောင့်လေးတွေလည်းဝယ်ယူလို့ရနေပြီဆိုတဲ့အကြောင်းလည်းတင်ကောင်းပေးပါစေဒါတော့ခိုင်ရီနေနဲ့အင်ဒိုမြန်စတာဝန်လေးတစ်ဖြတ်ပေါ့ကဲအဲ့တော့တတိယတစ်ချက်လာပြီ တတိယတစ်ချက်ကတော့နည်းနည်းလေး serious ဖြစ်သွားပြီ live web ကိုရောက်သွားပြီ brother အနေနဲ့ငယ်တော့ငယ်တော့မှာခင်းစော်ကြရဲဆိုပေမဲ့ဒီ game ကနေဒါဝါသနာပေါ့နော်ဝါသနာကနေဝမ်းစာကိုပြောင်းတဲ့အခါမှာတိကျတိကျတဲ့ lifestyle တစ်ခုကိုတိဆောက်ဖို့လိုလာလာပြီအဲ့ဒီအတွက်ကြောင့်လဲ age တို့ကန်တော့အနာယူပြီးတော့အခုတို့ရဲ့ lifestyle ဘက်ကို change လုပ်နေပြီပေါ့နော်အဲ့ဒီအချိန်မှာတတိယအချက်ဆက်သွားမယ်။အင်တော်မှနေပြီးတော့ယင်းနေနေတဲ့အသင်းတွေကြားရဲကမှာအလူတော့လူကျော်လုပ်ပြီးတော့ champion range တွေကိုတောက်လျှောက်ယူနေမလား။ game ရွှေရွှေလေးနဲ့ရထားပြီးဆိုတော့အင်တော်မှ green card ယူမယ်။ ပြီးတော့အောင်မြင်မှုအတိအလင်းနဲ့ဒီကောင်မလေးကိုလက်ထက်ယူပြီးတော့အေဂျင့်နဲ့ lunch time လိုမျိုးဥမာ Shelly White ရဲ့ lunch time လိုမျိုးပဲတွားကျင်သေးလားအင်းတို့မှဆိုဖြစ်နိုင်တယ်နော်ဒီကြောင်းရင်လေ Bruce Go တို့ Blind တို့က focus မှာတစင်ပြောသွားတယ်ဒီကောင်းအနေနဲ့ Green ကယူပြီးတော့ Indo မြန်မာပဲအခြေချတော့မှာဆိုတော့ဒါတော့အသွင်းသတင်းပေါ့ဗျာကဲအဲ့တော့အချက်သုံးချက်ပြေးသွားပြီဒီကောင်းအနေနဲ့ဘာကြောင့်အဲ့ဒီ Philippines ကိုပြန်တော့မှာတော့ Indo မှာပဲဒီလိုမျိုးအချက်တင်နေဆက်လက်ပြီးတော့နေချတော့မှာပေါ့အဲ့တော့ Philippines ကိုမပြန်ချင်ရတဲ့အဓိကအကြောင်းရင်းကိုပြောပြမယ် Philippines ကဘာကြောင့်နာမည်ကြီးလဲ စကေးကြီးကျွေးရတယ်ချိတ်ဆိုင်မှုကအားကောင်းတယ်တင်းဖော်မှာအရန်ကျန်းတယ်ဆိုရယ် World Champion နေပဲစုနေတဲ့ region အဲ့ဒီ region ကိုဒီကောင်အနေနဲ့ဒီလိုစကေးမျိုးနဲ့ဒီလိုစကေးမျိုးဆိုတာ prime time တော့အချိန်ကိုပြောတာမဟုတ်ဘူးနော်အခုချိန်မှာဖြစ်နေတဲ့စကေးမျိုးနဲ့အဲ့ဒီနေရာကိုပြန်ပြီးဝင်တိုးမယ်ဆိုလို့ရှိရင်သူ့အနေနဲ့အစအနေပြန်ဆတာဖြစ်သွားလိမ့်မယ်အဲ့လိုမရဘူးဆိုရင်တော့မှအမြင့်ဆုံးဒီလိုမျိုးအိမ်တော်မှာရနေတယ်အောင်မြင်မှုအတန်းကတော့ရမှာမဟုတ်ဘူးလမ်းတစ်ဝက်လောက်ကနေဖြတ်လိုက်ရမယ်အနေထားမှာရှိတယ်အဲ့တော့ရေကုန်ရေကန်းကြိုးစားရမယ်အတူတူဒီလိုမျိုးအောင်မြင်တရားနေတဲ့ live time မှာခိုင်ဝင်နေတဲ့ မနေချင်းစရာအကြောင်းဆိုတာတော့မင်းမဆွဆွရှောက်ဖို့စရာမလိုပါဘူးအိမ်တော်မှာပဲတူနေနေဆက်နေမှာ